ောချောင်းတပါဒီဝင်းနေမှာလာဆုံးမဲမဲမနာလို့ချနာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွှင့်နေရ တစီဖိုင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့ဇွန်လ16ရက်နေ့မှာမွေးနေ့ပြည်မြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံးနှင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ မတရားနေ့အစီအစဉ်အားနဲ့ပထမဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ဟဲဟိုမျိုးကညီမလေးထွထွေးမြန်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့32ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ညီမလေးထွထွေးမြန်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့တောင်ကြီးရယူနနာကျော်မန္တလေးကမနန်းနွန်စီရန်ကုန်ကကိုသွင်းတင်ဆန်တို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ထမမီရောဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ ပြည်ဦးလင်းသစရဖန်ကညီမလေးအေဂရီမိုးရဲ့ဒီနေ့မှပြင်မြောက်တဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆို ပေးလာတာဖြစ်ပါတယ်။ညီမလေးအေဂရီမိုးရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့မြေကြီးနောက်မှာနေတဲ့အိမလွင်ဦးကပအဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်မြောက်တဲ့ညီမလေးအေဂရီမိုးရဲ့မွေးနေ့အတွက်ကိုသစရဖန်မိသားစုတွေကလည်းမွေးနေ့ဆုမောကောင်းလေးတောင်းဆိုပြုပေးလိုက်ပါတယ်။ ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ဟဲဟိုမျိုးကညီမလေးထွတ်ထွတ်မြိုင်နဲ့ပြည်ဦးလင်းသစင်ဖန်ကညီမလေးအီဂရီမိုးတို့ရဲ့မွေးနေ့အကြောကို အမတ်တရားနဲ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။စိတ်တော်တိုင်းကိုပေါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။ အမဒီယာနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုထုတ်နှင်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုထုတ်နှင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ချစ်သူရဲ့နှစ်ပတ် ုဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရဲဆောက်မာနေတဲ့နမ်းမဲဖြစ်ပါတယ်။သူကတော့မူဆေမာနေတဲ့သက်ဆိုင်သူဆရာနဲ့ဒီနေ့မှပြင်းပြောင်းတဲ့သုံးနှစ်ပြည့်ချစ်သက်တဲ့အတွက်ကိုကိုရိုင်းမဲပအဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက် စကားလက်ဆောင်တွေရတော့အစစအရာရာခင်ယူဆိုင်ပါတဲ့တတိဝရိယနဲ့နေပါ အရင်ချစ်ပါတယ်ရှင်ဆိုပြီးတော့စကားလက်ဆောင်တွေပေးထားပါတယ်ရှင်။ အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရဲဆောင်မာနေတဲ့အချင်းဆုံးတငယ်ချင်းတွေဖြစ်ပါတယ်သူတို့ကတော့လာရှိုးမာနေတဲ့ကိုရဲမန်နဲ့မကျူးကျူးလွင်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့နှစ်နှစ်ပြည့်ချစ်သက်တဲ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါရယ်။တဆိုင်သူနှစ်ယောက်အတွက်စကားလက်ဆောင်တွေကတော့အမြင့်ဆုံးရွှေလဲတွဲနိုင်ပါစေတဲ့။တယောက်ပေါ်တယောက်နားလည်မှုများစွာနဲ့ရှေ့ဆက်ချစ်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်တွေပါပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့ချစ်သူဆုံးတွေ့ရအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျုံတော်သမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရောအမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံတွင်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်။ ဒဇင်ဖန်ပရိသတ်တွေအားလုံးကအမှတ်တရနေ့အစည်းအဝေးမှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတို့ရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးကြတယ်ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနှမ3933639369နဲ့39689939 9995တို့မှာ3ရက်ကြိုတင်ပြီးတော့ပန်းဝေတောင်းဆိုပေးနိုင်ပါတယ်ရှင် နောက်ဆက်အားပေးခဲ့ကြတဲ့ဒဇင်ဖွန်ပရိသတ်များအားလုံးပဲတိုင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။